ခင်ဗျာမင်္ဂလာပါရှင် VOA TV Magazine စီစဉ်ကကြိုဆိုပါရစေ VOA မြန်မာ TV သတင်းတော်အပဝင် VOA အာရှရုပ်မြင်သံကြားစီစဉ်တွေကိုနေ့စဉ်ဒီ Asia Set 3ဂျူလူကနေပြီးတော့24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနေ့9နာရီတိုင်းမှာမြန်မာပိုင်းစီစဉ်တက်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနေ့စီစဉ်တွေမပြောင်းခင်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင်ဒါနဲ့ကိုသားညိုရေဒီနေ့ TV Magazine စီစဉ်မှာဘယ်အကြောင်းအရာကိုတင်ဆက်ပေးမလဲဆိုတာအရင်ဆုံးမိတ်ဆက်ပေးကြရအောင်လားရှင်။ကောင်းပါပြီခင်ဗျာဒီ Syria နိုင်ငံဒါရုတက်နဲ့ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးတော့ Russia နိုင်ငံရဲ့တန်တမာရေးကြိုးပမ်းဥဆောင်မှုနဲ့ပတ်သက်ပြီးတော့ တမနာအိုဘားဘားကနေပြီးတော့သတိကြီးကြီးနဲ့ကြိုဆိုလိုက်ပါတယ် What kind of world will we live in if the United States of America sees a dictator brazenly violate international law with poison gas and we choose to look at Daimel Syria ye American ga myet kwe phyu tha lo mya u tan ngin taman ngin chu ba mu ma au myin kha yin naw American ga ni pyo Syria tong pyan mu sin the shi de su lo tamra Obama ga pyo ba de 2000 khu ne September la 17 ni ga Al Qaeda ri ye di a chan phat tai khai mu twin the song ga de tu ri go gung pyu de a ni ne အောက်မေ့ဘွယ်အထိမ်းအခမ်းအနားတွေကိုအမေရိကန်ပြည်ထောင်စုမှကျင်းပခဲ့ပါတယ်။နောက်ပိုလန်နိုင်ငံဝါဆောတက္ကသိုလ်မှာဒေါက်ဆန်းစုကြည်ကနေပြီးတော့အုတ်ချုပ်ရည်နဲ့ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာပြည်သူတွေပါဝင်မှုအခမ်းအနားနဲ့ပတ်သက်ပြီးတော့ကြာသပတေးနေ့တွေကဟောပြောပို့ချခဲ့ပါတယ်။ဒီသတင်းတွေနဲ့အတူပဲပြီးခဲ့တဲ့တစ်ပတ်အတွင်းထူးခြားတဲ့နိုင်ငံတကာသတင်းကောင်းထုတ်ချက်တွေကိုတင်ဆက်ပေးဖို့စီစဉ်ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံရဲ့လွှတ်တော်တွေအတွင်းမှာလွှတ်တော်မတ်တအူးနေနဲ့လုပ်ငန်းဆောင်တာတွေထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့အတွက်ကြောရောင်နောက်ခံပြုအထောက်ပံ့တွေနှဲပါနေသေးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြုအမျိုးသားလွှတ်တော်အမတ်တဦးကပြောကြားသွားပါတယ်။အလိုတော်ပေါ့တကယ်တမ်းဆိုပြောရရင်တော့အခုဒီနိုင်ငံတွေရောက်လာတဲ့ခါကျတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့လိုနေတယ်ဆိုတာသိရတယ်။ဒီမှာဆိုရင်လွှတ်တော်အမတ်တယောက်မှာကိုပိုင်လွှတ်တော်တဲ့ရောက်ရှိတဲ့အချိန်နှစ်နှစ်တာကာလအတွင်းကြုံရတဲ့အနေအထားတွေရွေးကောက်ပွဲကာလမှာလူမှုကိုပေးထားတဲ့ဂရုတွေကိုဘလောက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီလဲ။ပြီးတော့လက်ရှိအမတ်တဦးအနေနဲ့2015ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘလောက်ထိ မျှော်လင့်ချက်ရှိထားပါတယ်လဲဆိုတာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြု AR တိုင်းအမျိုးသားလွတ်တော်အမတ်ဦးသိန်းစွေနဲ့တွေ့ဆုံမေးမြန်းခန်းကိုလည်းရှုစားကြရမှာဖြစ်ပါတယ်ရှင်။သတင်းပတ်စင်တိုင်းတက်ဆက်ပြီးနေတဲ့တက်တက်အောင်သတင်းလွှာမှာတော့ဂီတာကနေပြီးတော့ fashion လုပ်ငန်းကိုနေမြီချစ်လိုက်တဲ့အဆူရောရီဟာနာပြီးတော့ဒီ fashion ပြည်လန်းကိုပင်လယ်ကမ်းခြေတဲတောင်ဈေးညံလို့ဖန်တီးပြီးတော့ fashion show ကျင်းပခဲ့တဲ့ New York fashion သတင်းပတ်ဒီလိုကဘာတစ်ခွန်းကထင်ရှားကျော်ကြားသူတွေနဲ့လူပညာရှင်တွေရဲ့သတင်းတူတူထွားတွေကိုရှုစားကြဖို့ရှိပါတယ်ခင်ဗျာ။ ကဲကိုသားရေခုပြမဆုံးတော့ပြီးခဲ့တဲ့သတင်းပတ်တွင်မြန်မာနိုင်ငံကဘာတဝမ်းကထူးခြားတဲ့သတင်းတွေကိုအရင်ဆုံးပြောပြချင်အောင်လားရှင်။ကောင်းပါခင်ဗျာ။ဒီသမ္မတအိုဘားမားကနေပြီးတော့ Syria ရေ Russia ဆိုပြုချက်နဲ့ Syria ရဲ့သဘောတူညီမှုတွေကိုရည်ညွှန်းပြီးတော့အတက်စရာလက္ခဏာတွေဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။2000ခုနှစ်စက်တင်ဘာလ17ရက် Al-Qaeda အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေအတွင်းသေဆုံးခဲ့တဲ့သူတွေအတွက်အောက်မေ့ဘွယ်အထိမ်းအခမ်းအနားတွေကို New York, Washington နဲ့ Pennsylvania ပြည်နယ်တွေမှာကျင်းပခဲ့ကြပါတယ်။ 那小五幺八东南岸起征段，波兰人讲有十几个的单身数字个，那么将来嘛，针对你阿嘞，南岸与西岸与陆丰一，将来会，那么南岸现在呢也是先考虑个，后表多几把嘞。阿伯，你平常购物你只讲了几个题目，iPhone 特呢没有啥定落，偏迟来把嘞。哆咪有替代阿个办法？对，那么南岸人家当然尼古，多肯收银阿只设备瓦里买克呢？It's too early to tell whether this offer will succeed, and any agreement must verify that the Assad regime keeps its commitments. အမေရိကန်သမ္မတအိုဘားမားကစီးရီးယားရဲ့ဓာတ်ရုလက်နက်ဖြစ်သိမ်းရေးရုရှားနိုင်ငံရဲ့တန်တမာရေးဥဆောင်မှုကိုသတိနဲ့ထောက်ခံလိုက်ပါတယ်။ဒါပေမဲ့တန်တမာရေးအရာကြိုးပမ်းမှုမအောင်မြင်ခဲ့ရင်တော့အမေရိကန်ဘက်ကစီးရီးယားတုံ့ပြန်မှုအစင်းသင်းရှိတယ်လို့ပြောဆိုလိုက်ပါတယ်။သမ္မတအိုဘားမားကရုပ်မြင်သံကြားကနေနိုင်ငံတစ်ဝှမ်းလုံးကိုအင်္ဂါနေ့ညကမင်းကွန်းပြောကြရမှာရုရှားနိုင်ငံရဲ့အဆိုပြုချက်နဲ့စီးရီးယားရဲ့သဘောတူညီမှုတို့ကိုရည်ညွှန်းပြီးအားတက်စရာလက္ခဏာတွေဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ အဲ့ဒီသဘောတူညီချက်အရသမရအာဆတ်အစိုးရအနေနဲ့ဓာတုလက်နက်တွေကိုကုလသမဂ္ဂထံဖျက်ဆီးပစ်ဖို့အနံ့ရမှာဖြစ်ပြီးအမေရိကန်ဘက်ကလည်းစီရေးအရတိုက်ခိုက်မဲ့အစီအစဉ်ကိုရပ်ဆိုင်းထားဖို့ဖြစ်ပါတယ်။ဒီကမ်းလှမ်းချက်အောင်မြင်မလားဆိုတာကတော့ပြောဖို့အချိန်မတန်သေးကြောင်းဒါပေမဲ့အင်အားမတုံးလိုက်ရပဲဓာတုလက်နက်တွေကိုဖယ်ရှားပစ်ဖို့အလားအလာရှိတယ်လို့သမရအိုဘားမားကမှတ်ချက်ချပါတယ်ရှင်။ and i will continue my own discussions with president 2000ခုနှစ်စက်တင်ဘာ17ရက်နေ့ကအယ်ကိုင်ဒါကျမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုအတွင်းတည်ဆုံးခဲ့သူတွေကိုဂုံပြုတဲ့အနေနဲ့အောက်မေဝဲအထိတ်မှအခမ်းအနားတွေကိုနယူးယောက်ဝါရှင်တန်နဲ့ပင်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပခဲ့ပါတယ်။အယ်ကိုင်ဒါကျမ်းဖက်သမားတွေရဲ့စီစဉ်မှုနဲ့ဒီတိုက်ခိုက်မှုတွေအတွင်းလူပေါင်း3000နီးပါးတည်ဆုံးခဲ့ရပါတယ်။တည်ဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေတွေဟာအပိုင်စည်းခံထားရတဲ့လေယာဉ်တွေနဲ့ဝင်တိုက်ခဲ့တယ်။ World Trade Center အဆောက်အအုံနားမှာ စုယုံပြီးအခမ်းအနားကျင်းပခဲ့ပါတယ်။အင်ဂျီရောမှာကျင်းပတဲ့အခမ်းအနားမှာတော့သမ္မတအိုဘားမားနဲ့ဒုတိယသမ္မတဂျိုးဘိုက်ဒင်တို့ကနယူးယောက်က World Trade Center အဆောက်အုံကို အပိုင်စည်းထားတဲ့လေရင်နဲ့ပထမဆုံးဝင်တိုက်ခဲ့တဲ့အချိန်မနေ့၈နာရီ35မိနစ်မှာငြိမ်သက်ပြီးဂါရဝပြုတ်ခဲ့ကြပါတယ်။ပင်ဒဂင်စစ်ဌာနချုပ်ကို လေရင်နဲ့ဝင်တိုက်ခဲ့ရာမှာတေဆုံးခဲ့သူတရာရဲ့မိသားစုဝင်တွေနဲ့အတူ ပန်ဒဂန်စစ်ဌာနချုပ်မှာကျင်းပခဲ့တဲ့ဝန်ထည်ချင်းထိတ်အမှတ်ခါနာကိုလည်းသမရအိုဘားမားတက်ရောက်ခဲ့ပါတယ်။ United Airlines လေယာဉ်ခရီးစဉ်အမှတ်63မှာတည်ဆုံးခဲ့တဲ့ခရီးသည်33ဦးနဲ့လေယာဉ်မှူရန်9ဦးတို့အတွက်လည်းဝန်ထည်ချင်းထိတ်အမှတ်ခါနာတွေကိုလေယာဉ်ပြတ်ကြရာ Pennsylvania ပြည်နယ် Shanksville မြို့နားမှာကျင်းပခဲ့ကြပါတယ်ရှင်။ ပိုလန်နိုင်ငံဝါစောတက္ကသိုလ်မှာဒေါအောင်ဆန်းစုကြည်ကအုပ်ချုပ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာပြည်သူတွေပါဝင်မှုခန်းကဏ္ဍနဲ့ပတ်သက်ပြီးဟောပြောပို့ချခဲ့ပါတယ်။မြမအပြောင်းလဲမှာကြုံတွေ့နေရတဲ့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအပြောင်းလဲတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုဟောပြောခဲ့ပါတယ်။ အထူးသဖြင့်ပြည်ရင်ပြောင်းလဲရေးမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအရေးကြီးတဲ့အကြောင်းအလေးအနက်ပြောဆိုသွားပါတယ်။ဝါဆော့တက္ကသိုလ်နဲ့ Lech Walesa Institute တို့ပူးပေါင်းစီစဉ်တဲ့နိုင်ငံရေးနဲ့ပညာရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာဒေါအောင်ဆန်းစုကြည်ဟောပြောခဲ့တာပါ။ဒေါအောင်ဆန်းစုကြည်ရဲ့အခုတစ်ခေါက်ဥရောပခီးကတော့နှစ်ပေါင်းများစွာကွန်မြူနစ်အုပ်ချုပ်ရေးကနေဒီမိုကရေစီစနစ်ကို မကြာခင်ကအသွင်ကူးပြောင်းလာတဲ့အရှေ့ဥရောပနိုင်ငံတွေကို လေ့လာဖို့ဖြစ်ပါတယ်။ဒီအရှေ့ဥရောပခီးစဉ်မှာပိုလန်၊ဟန်ဂေရီနဲ့ချက်သမရနိုင်ငံတွေကိုတွားရောက်နေတာဖြစ်ပါတယ်ရှင်။ဘီအန်ရဲ့လျှော့ချရေးလုပ်ငန်းတွေပုံမိုကျပြန့်လာစေရေးအတွက်အမေရိကန်ကြက်ချီနီအဖွဲ့နဲ့မြန်မာနိုင်ငံကြက်ချီနီအသင်းတို့လုပ်ငန်းပူးပေါင်းဆောင်ရွက်တဲ့သဘောတူညီမှုလက်မှတ်ထိုးပွဲကို ရန်ကုန်မြို့မြန်မာနိုင်ငံကြက်ချီနီအသင်းရုံးခွဲမှာဗုဒ္ဓဟူးနေ့ကကျင်းပခဲ့ပါတယ်။အမေရိကန်ကြက်ချီနီအသင်းနဲ့အခုမှလက်မှတ်ရေးထိုးပြီးတရားဝင်သဘောမျိုးဖြစ်လာပေမဲ့မြန်မာနိုင်ငံခေတ်သစ်တမိုင်းမှာအစိုးရအဆုံးနဲ့လူအသေးအပြောက်အများဆုံးတဘာဝဘေးရန်ကြီး နာဂစ်မုံတိုင်းမတိုက်ခတ်ခင်2005ခုနှစ်ကတည်းကနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေခဲ့တယ်လို့မြန်မာနိုင်ငံချက်ချီနီအသင်းဥက္ကဋ္ဌဒေါက်တာတာလှရွှေက VOA ကိုပြောပြပါဗျာ။ American ချက်ချီနီအသင်းအနေနဲ့တော့မြန်မာနိုင်ငံချက်ချီနီအသင်းအတွက်ငွေကြေးအရထောက်ပံ့နာရီအပြင်သူတို့ကျွမ်းကျင်တဲ့နေရာဒေသတွေမှာပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့အာရှအရှေ့အလယ်ပိုင်းနဲ့ဥရောပဒေသဆိုင်ရာ American ချက်ချီနီအသင်းညွှန်ကြားရေးမှူး Mark Prislan ကပြောပါတယ်ရှင်။ This is iPhone 5s. American ဤပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီက iPhone လက်ကင်ဖုန်းအမျိုးအစားအသစ်နှမျိုးကိုအင်္ဂါနေ့ကဈေးကွက်မှာစတင်မိတ်ဆက်လိုက်ပါတယ်။နောက်ဆုံးပေါ် smartphone လက်ကင်ဖုန်းဈေးကွက်ကိုလွှမ်းမိုးနိုင်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ဖုန်းအမျိုးအစားအသစ်နှမျိုးတွေက iPhone 5C ကိုအစိမ်းအပြားအဝါပိုင်းရောင်နဲ့အဖြူအယောင်၅မျိုးနဲ့ရောင်းချမှာဖြစ်တယ်လို့ Apple ကအင်္ဂါနေ့ကထုတ်ဖော်ပြောဆိုပါတယ်။ Cell phone contract နှစ်နှစ်စာချုပ်ချုပ်သူတွေကိုဖုန်းတစ်လုံးကို99ဒေါ်လာနဲ့ရောင်းချပေးမယ်လို့ဆိုပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေလောက်လူနေမှုစရိတ်မကြီးလာတဲ့တရုတ်နဲ့တခြားနိုင်ငံတွေမှာ iPhone လက်ကင်ဖုန်းရောင်းအားမြင့်တက်လာဖို့ Apple ကမျှော်မှန်းနေပါတယ်။တန်ဖိုးကြီးတဲ့ iPhone 5s ကိုလည်းမိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီ iPhone 5s ကတော့ Apple တီထွင်ခဲ့တဲ့မြားထဲမှာအနာဂတ်ကိုအမျှော်မှန်းနိုင်ဆုံးဖုန်းဖြစ်တယ်လို့ပြောဆိုကြပါတယ်ရှင်။ တ်တော်အမတ်တဦးနေနဲ့လုပ်ငန်းတာဝန်တွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မှုအတွက်နောက်ပိုင်းကနေအခုညအထောက်ပံ့တွေအားနည်းနေသေးတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ AOR တိုင်းအမျိုးသားလွတ်တော်အမတ်ဦးသိန်းစွေကပြောပါရတယ်။လွတ်တော်အမတ်တွေအတွက်ပံ့ပိုးပေးမဲ့ရုံးဖွဲ့မျိုးမူဝါဒတွေနဲ့ပတ်သက်ပြီးအကြံနီးနာပေးနိုင်မဲ့ကျွမ်းကျင်တဲ့ပုံကူမျိုးတွေလိုအပ်တယ်လို့ဦးသိန်းစွေကပြောပါရတယ်။လွတ်တော်နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့လွတ်တော်ရင်းကိုယ်စားလှယ်တဦးချင်းအနေနဲ့ ပါတီဆွဲဖွဲ့စည်းဆွဲပုံကိုဆွဲတဲ့တိုင်းပြည်အကျိုးစီးပွားအတွက်ဆိုတာကိုစိတ်ထဲမှာကိန်းအောင်လာပြီးဆိုမှအပြောင်းလဲတွေစနိုင်လိမ့်မယ်လို့ဦးသိန်းဆွေကယူဆပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ကတော့လူထုနဲ့ရက်တည်ပြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးသွားဖို့ဆိုရင်လုံပိုင်권ရှိဖို့လိုပြီးလက်ရှိအနေထားမှာတော့လုံပေးချင်တဲ့ဆန္ဒအတိုင်းလုံမပေးနိုင်သေးဘူးလို့ဆိုပါတယ်။ဒါကြောင့်2015ခုနှစ်ရွေးကောက်ပွဲအတွက်ပြင်ဆင်သွားမယ်လို့ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကိုလေးလာရေးခီးရောက်ရှိခဲ့တဲ့အမျိုးသားလွှတ်တော်မှဦးသိန်းစွေကိုကိုသားညုံကတွေ့ဆုံမေးမြန်းထားပါရရှင်။ကိုသိန်းစွေ view လာပြီးတော့အခုမေးမြန်းတာကိုဖြေကြားပြီးတာကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ဟုတ်ကဲ့ပါ။ကျွန်တော်ကျွန်တော်မေးချင်တာကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့အခုလွှတ်တော်လေးဝင်လာတာအခုနှစ်နှစ်ကျော်ရှိပြီပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ကိုသိန်းစွေအနေနဲ့ယူကောက်ပွဲကာလမှာသက်ဆိုင်ရာကိုယ့်ရဲ့နေမြေမှာရှိတဲ့လူတို့ကိုဂရီကုတွေပေးခဲ့တာရှိပါတယ်။အဲ့တော့ဂရီဂရီကုတွေကိုဒီနှစ်နှစ်ကျော်ကာလအတွင်းမှာကိုယ့်အကူဘယ်လောက်ထိလုံနိုင်ပြီလဲလို့သုံးသပ်ပြီလဲဗျ။အဲ ကျွန်တော်တို့ဒီရွေးကောက်ပွဲကာလမှာပြည်သူလူထုနဲ့ကျွန်တော်တို့တွေ့တယ်ကြေးရွာတွေအရောက်ဆင်းတယ်အဲ့ဒီခါမှာကြေးရွာလူထုကိုဒီလက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေလူထုတွေခံစားနေရတာတွေကိုလူထုတွေနဲ့အတူကျွန်တော်တို့အနေနဲ့ရှေ့ရမမမရက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးမယ်ဆိုတာကိုဂရိပေးတယ်အဲအဲ့ဒီအတိုင်းပဲကျွန်တော်တို့အခုကျွန်တော်တို့စီမှာဆိုအဓိကလေယာပြဿနာတွေရှိတယ်နောက်တစ်ခါဒီရေလုံငန်းနေပြဿနာတွေရှိတယ် အလောက်ကန်ရှားပွားမှုပြဿနာတွေရှိတယ်ဒါတွေနဲ့ပတ်သက်လို့တော့ကနလယ်သမားတွေရဲ့ပြဿနာတွေဆိုရင်ကျွန်တော်တို့ဒီဆက်ပြိုးစိတ်ချင်းငွေတွေမရဘူးအဲဒီတက်ဆိုင်အခက်ခဲရှိနေတဲ့ဒီအနထာနာဆိုင်ရာနဲ့အခက်ခဲဖြစ်နေတဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့ဖြေရှင်းပေးခဲ့ပါတယ်ဝိုင်းပြီးတော့အဲ့ဒီမှာဆိုလယ်သမားထောင်ကျော်ပေါ့ခြေောက်အုပ်စု၄အုပ်စုကလာပြီးပြောတဲ့အခါမှာကျွန်တော်လိုက်ပြီးတော့ဆောင်ရွက်ပေးတော့အကုန်လုံးအခုတော့ရသွားပါတယ်အဲ့ဒါလည်းတက်နိုင်တဲ့မြဒေတာဆိုင်ရာအာဏာပိုင်နဲ့လည်းညှိပြီးတော့လိုက်ပြီးဆောင်ရွက်ပေးပါတယ် အဲအဲ့ဒီလိုမျိုးကျွန်တော်တို့ဆောင်ရွက်ပေးတယ်အဲနောက်တချို့ဟာတွေကြတော့လေတူးချင်းလာတဲ့ဟာတွေမှာလည်းကျွန်တော်ရဲ့နေကဒီအဖွဲ့ကိုပေါ့ယုံဖွဲ့ကိုလည်းပြောထားပါတယ်ပြောပြီးတော့ယုံဖွဲ့ကနေပြီးလိုက်ပြီးဆောင်ရွက်ပေးပါတယ်အဲအဲ့ဒီအပြင်ဒီသက်ဆိုင်ရာဒေသပြဿနာတွေကိုကြတော့ကျွန်တော်တို့ကဒီမျိုးနဲ့အုတ်ချုပ်ရေးခရိုင်အုတ်ချုပ်ရေးအဲ့ဒီပုံကိုယ်တွေနဲ့ညှိတယ်ညှိနှိုင်းပြီးလုပ်တယ်သူတို့လည်းမတိုက်နိုင်တဲ့ကိစ္စမျိုးကြရင်တော့လွှတ်တော်ထဲမှာကျွန်တော်တို့အနေနဲ့တင်ပြပါတယ်ဥပမာကျွန်တော်တို့ဒီ ဒီဆယ်မြောင်းရင်ကပဗံပေါ့ဆယ်မြောင်းတတ်တမန်နေပြီးတော့တတ်တမန်နေနေလို့လေတွေအေကထောင်ချီပြီးတော့ဟိုရေဝင်ပြီးပျက်စီးနေတယ်အဲအဲ့နေရာမှာလေသမားတွေဒုက္ခဒုက္ခရောက်နေတယ်ကျွန်တော်ဒီလာပြောကြတယ်အဲ့ဒီလိုပြဿနာမျိုးတွေကြတော့ကျွန်တော်လှွတ်တော်ထဲမှာတင်ပြီးတော့ကျွန်တော်ဟိုမေကုံမေးပါတယ်မေးပြီးတော့အဲ့မှာဝင်ကြီးကလည်းဒါတကယ်ဟုတ်တယ်နောက်တစ်ခါအချက်လက်လည်းခိုင်ခိုင်မာမာဖြစ်အောင်လို့အောက်ခြေတွေဆင်းပြီးတော့ကျွန်တော်တို့အချက်လက်ရှာတယ်ရှာပြီးတော့ဒါတွေကိုခိုင်ခိုင်မာမာတင်ပြတဲ့ခါကျတော့ဝင်ကြီးကလည်းဒါဟုတ်ပါတယ်ဆိုပြီးတော့ဒီပြဿနာတွေနဲ့ပတ်သက်ပြီးဒါမှန်ပါတယ်ဆောင်ရွက်ပေးတင်ပါတယ်လို့ပြောပြီးတော့အခုတော့ ကျွန်တော်တို့ရန်တရားတွေနဲ့တော့တာတမန်တွေပြန်ဖို့ပြီးတော့ဆောင်ရွက်ပေးနေတယ်လို့ကြားပါတယ်။ဟုတ်ကဲ့အဲ့တော့လွတ်တော်ထဲမှာအခုလိုဆောင်ရွက်တာနဲ့ဆောင်ရွက်ကိုဆောင်ရွက်နိုင်ခဲ့တဲ့အတိုင်းတာပေါ့နော်။ဟုတ်ကဲ့ဒီလူတို့အတွက်ကျေနပ်အားရမှုရောရှိလား။ကျေနပ်အားရလောက်တော့အဲတကယ်တမ်းတော့ဒါတွေကတဲ့ပြဿနာဒီတဲ့ကအစိတ်ပိုင်းတစ်ခုပါပဲ။တကယ်တမ်းတော့ကျွန်တော်တို့လောက်ရမှာတွေကအများကြီးပဲ။တိုင်းပြည်တစ်ခုလုံးနဲ့ရှင်းလိုက်ရင်ဒါတွေကတည်တည်မောမောပါ။ဟိုကျွန်တော်တို့တွေလှုပ်ချင်တာတွေကတော့အများကြီးပဲ။ဒါပေမဲ့ကျွန်တော်တို့ဟို အစိပ်ပိုင်းတစ်ခုလောက်ကိုဒါကျွန်တော်တို့လုပ်နိုင်ပါသေးတယ်ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းရမှာဒီအများကြီးပါပဲအဲ့တော့လွတ်တော်အမတ်တူအနေနဲ့ဘာလို့ဆိုတော့မြန်မာနိုင်ငံမှာတကယ်တမ်းကျတော့ပါတီပါတီစုံဒီမိုကရေစီကင်းကွာခဲ့တာဆယ်စုနှစ်နဲ့ချီပြီးကြာခဲ့ပြီလွတ်တော်မရှိတာလည်းကြာခဲ့ပြီဥပမာလွတ်တော်ပေါ်လာတဲ့လွတ်တော်လောက်ကြတော့လွတ်တော်အမတ်တူအနေနဲ့ပေါ့တကယ်တမ်းကိုယ့်ရဲ့လိုအပ်ချက်တွေလို့ကိုလှူရှားဆောင်ရွက်ဖို့လိုအပ်ချက်တွေကိုပါတီကပဲဖြစ်စီလွတ်တော်ကပဲဖြစ်စီဘာအထောက်ပံ့နေဘာအကူအညီတွေလိုလဲဗျ အလိုတာပေါ့တကယ်တမ်းဆိုပြောရရင်တော့အခုဒီနိုင်ငံတွေရောက်လာတဲ့ခါကျတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့လိုနေတယ်ဆိုတာသိရတယ်ဒီမှာဆိုရင်လွတ်တော်အမတ်တယောက်မှာကိုပိုင်ရုံးခန်းရှိတယ်ကိုပိုင်နောက်မှာကျွန်တော်တို့ဒီနောက်ကနေပြီးတော့ပံပိုးဆောင်ရွက်ပေးမဲ့ရုံးအဖွဲ့တွေဆိုတာရှိတယ် ဆိုတော့ဒါတွေဟာကျွန်တော်တို့အနေနဲ့တကယ်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တယောက်ကသူကခုနအောက်ခြေလဲပြေးပြီးတော့ကျွန်တော်တို့ data ပြဿနာတွေလဲဖြေရှင်းမယ်။ဥမာဒီစာတန်းနေကျွန်တော်တို့တင်ပြီးတော့တကယ် policy ရဲ့ဒီကိစ္စရက်တွေမှာအရေးကြီးတဲ့ကိစ္စရက်တွေကိုဆောင်ရွက်တော့မယ်ဆိုရင်လဲလွတ်တော်ကိုယ်စားလှယ်စာတွေဖတ်ရမယ်။ဒါမျိုးမဖြစ်အောင်လေ။တကယ်မှလွတ်တော်ကိုယ်စားလှယ်ကခေါင်းစဉ်ရပဲ။ဘာတွေလိုတယ်ဘာတွေလိုတယ်ကျွန်တော်တို့ပြောလိုက်ရင်တက်ဆိုင်ရာဒီ data တွေကိုရှာပေးမယ်။ဒီအနောက်ကအဖွဲ့အစည်းအရှိကိုရှိနေရမယ်။ဖွဲ့စည်းဆိုတာကျွန်တော်တို့ဝိုင်းပြီး supporting လုပ်ပေးမယ်။ဒီကျွန်တော်တို့ရဲ့တက်ဆိုင်ရာကိုယ်စားလှယ်တူဦးချင်းစီရဲ့ ဒီနောက်ကနေပြီးဆောင်ရွက်ပေးနိုင်မယ့်ရုံးဖွဲ့မျိုးတွေရှိနေရမယ်ခိုင်ခိုင်မာမာရှိနေရမယ်အမဘာသာရပ်လိုက်ပေါ့ပါတီတစ်ခုလုံးဆိုပို့ပြီးတော့အရေးကြီးတာပေါ့လေအဲတက်ဆိုင်ရာဘာသာရပ်လိုက်စီးပွားရေးဆိုစီးပွားရေးနဲ့ပတ်သက်တဲ့အဲဘာသာရပ်ဆိုင်ရာအထောက်ပံ့ပေးမယ့်ပုံကိုယ်တွေနိုင်ငံရေးနဲ့ပတ်သက်ရင်နိုင်ငံရေး policy နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပေးမှာတွေဥပဒေနဲ့ပတ်သက်တာတွေဒါတွေဟာတကယ်တမ်းမှာတက်ဆိုင်ရာအဖွဲ့စည်းလိုက် subject လိုက်ကိုကျွန်တော်တို့ရှိနေရမယ်လို့ကျွန်တော်ဒီလိုမြင်နေလေအဲ့ဒီအပိုင်းနေမှာတော့အဲကျွန်တော်တို့ခုနပြောသလိုဟို ထိုက်တင်တဲ့တော့အားဖြစ်အောင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုအခက်အခဲတွေမျိုးကိုဒီလိုကြုံရတဲ့အခက်အခဲတွေခုနကပြောလို့ရုံးမရှိဘူးကိုယ့်ရဲ့လုံထန်တဲ့လူဝင်ရမရှိဒီလိုအခက်အခဲမျိုးတွေလက်တလုံးမှာကိုသိန်းဆွေတို့ဘယ်လိုများဖြေရှင်းပြီးလုပ်ကြလဲအဲအဲ့ဒါတော့ကျွန်တော်တို့ခုနကပြောသလိုကျွန်တော်တို့ data မှာကြတော့ဝိုင်းပြီးတော့ဟိုဆောင်ရွက်ပေးမဲ့ပုံကိုယ်တွေများပါတယ်ကျွန်တော်ကြတော့ကျွန်တော်နောက်ကျောင်းဆရာတယောက်လည်းလုပ်ခဲ့ဘူးတယ်ဒီဟိုနေပြည်တော်မှာ ဘာသာတင်ဆရာလည်းလုတ်ခဲ့ဘူးတဲ့ခါကျတော့ကျွန်တော်တို့တော့ဝိုင်းပြီးတော့အားဖြည့်ပေးကြတဲ့အင်အားစုများပါတယ်ဒါပေမဲ့တကယ်တကယ်မှာသူဘာသာရေးဆိုင်ရာကျွမ်းကျင်တဲ့ပုံကိုယ်တွေတော့နည်းသေးတယ်ပေါ့ဆိုတော့အဲ့ဒီဥစ္စာကိုတော့ကျွန်တော်တို့ထပ်ပြီးတော့အားဖြည့်ဖို့လိုပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့တတ်နိုင်သမျှကြိုးစားပြီးပြင်ဆင်နေပါတယ်ဟုတ်ကဲ့ကိုသိန်းစေကုစုလွှတ်တော်ထဲမှာရောက်တာနှစ်နှစ်ကျော်ပြီတော့လွှတ်တော်ထဲကအခြေအနေကိုကျင်းနဲ့အားရမှုရှိလားအလားအလားအလာကောင်းတွေပေါ့လွှတ်တော်တွင်လှုပ်ရှားမှုတွေခုနပြောလို့ပါတီစုံဒီမိုကရေစီအတွက်အလားအလာကောင်းတွေလွှတ်တော်ထဲမှာမြင်ရတွေ့ရပြီလားအဲ့ဒါကိုဖြေဖို့ကကျွန်တော်တို့တကယ်မြင်တာတော့ လွတ်တော်တဲ့ရဲ့အလားအလာကောင်းဆိုတာလွတ်တော်ကိုယ်စလဲတွေရဲ့ဒီရင်ထဲမှာရှိနေတဲ့ကျွန်တော်တို့ဟိုစိတ်ဆန္ဒကအရေးကြီးတယ်အားလုံးကဒီအချိန်မှာကျွန်တော်တို့မြင်ရမှာတိုင်းပြည်အတွက်ပဲကျွန်တော်တို့ကြည့်ရတော့မယ်အဲဒီပါတီဆွဲတွေခဏထားလိုက်နော်ဟိုအဖွဲ့အစည်းဆွဲတွေခဏထားလိုက်ပုံကတူတူတယောက်တွေခဏထားလိုက်ကျွန်တော်တို့ဒီအချိန်မှာကြည့်ရမှာတိုင်းပြည်အကျိုးစီးပွားတိုင်းပြည်အကျိုးစီးပွားအတွက်ဆိုရင်အဲ့ဒီရင်ထဲမှာဒီစိတ်တွေတကယ်ကိန်းအောင်မီဆိုရင်တော့โอเคကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲအရဆပြီလို့ကျွန်တော်တို့ပြောလို့ရတယ် အဲ့ဒီဟာတွေအားကောင်းလာဖို့တူးချင်းစီမှာအားကောင်းလာဖို့ဖွဲ့စည်းတွေမှာအားကောင်းလာဖို့ဒါတွေကိုဟိုတက်ဆိုင်ရခေါင်းဆောင်တွေကလည်းပြင်ဆင်ရလိမ့်မယ်ဆောင်ရွက်ရလိမ့်မယ်နောက်ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တူးချင်းကလည်းလုပ်ရပါလိမ့်မယ်ဒါမှသာတမတော်ကုစရိနဲ့လွှတ်တော်တွေမှာဆက်ဆံရေးပိုင်းကိုဘယ်လိုရှိလဲဟုတ်တယ်ဒီမှာတယောက်အနေနဲ့ပေါ့အဲ့ဒါကစကားစားတော့အခက်အခဲတော်တော်ရှိတယ်ကျွန်တော်တို့စကားပြောဆက်ဆံဖို့တောင်မှပဲနည်းနည်းဝင်လေးပုံရတယ်အခုတော့ကျွန်တော်တို့ကလည်းလွတ်တော်ထဲမှာဆွေးနွေးတဲ့အခါမှာတမတော်သားတွေအတွက်လည်းကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာတမတော်သားတွေဘက်ကလည်းကြည်ပြီးကျွန်တော်တို့ဆွေးနွေးတယ် အဲ့ဒီလိုမျိုးကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေတိုင်းပြည်ပေါ်မှာထားတဲ့စိတ်စဉ်နာမှန်မှန်ကန်ကန်နဲ့ဆွေးနွေးချက်တွေအပေါ်မှာအာမြင်တဲ့အခါကျတော့အခုတော့အရင်နဲ့ဆိုင်ရင်တော့အများကြီးကျွန်တော်တို့တောင်းတဲ့တယောက်ဟိုဟိုနီးကပ်လာပြီလို့ပြောရမှာပေါ့နော်ဟိုကျွန်တော်တို့ဆွေးနွေးပြီးသွားတဲ့အခါကျရင်တက်မတော်သားကိုယ်စားလှယ်တွေကလည်းအဲဆွေးနွေးတာတွေကောင်းရင်လာပြောပါတယ်အဲကိုသိန်းဆွေဆွေးနွေးတာတွေကောင်းတယ်ဗျာအားရတယ်ကျေနပ်တယ်ဆိုတော့အရင်နဲ့ဆိုင်ရင်တော့အများကြီးကျွန်တော်တို့ဟိုလက်ဖက်ရည်ဝိုင်းမှာတော့အတူထိုင်ပြီးစကားပြောနိုင်တဲ့အနေထားလေးတွေတော့ရောက်လာတော့ဒါအတိုင်းပြည်အတွက်ကောင်းတဲ့လက္ခဏာပါ ဒါကိုကျင့်နေပါတယ်ကျွန်တော်အနေနဲ့တော့ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်လာမယ့်2015ယူကောက်ပွဲနဲ့ပတ်သက်လို့မေးချင်ပါတယ်ကုသိန်းဆွေလက်ရှိလူငယ်အမတ်တူအနေနဲ့2015ယူကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လောက်ထိမျှော်လင့်ချက်ရှိလဲခင်ဗျာ2015ရွေးကောက်ခင်းချင်းတစ်ခုလုံးကိုပြောတာပါ။အော်နိုင်ငံရေးခင်းချင်းတစ်ခုလုံးဆိုရင်တော့တအားကြီးကြက်ပြတ်နေဒီအချိန်ပိုင်းနဲ့ကျွန်တော်တို့ပြောဖို့ရဆိုရင်တော့ကျွန်တော်ဟောတော့2015မတိုင်ခင်2014ရဘယ်လောက်ရှုပ်ထွေးအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့ခံမှန်းရအောင်ပါပေါ့နော်2014မှာဖြစ်လာမဲ့ဘယ်လိုတွေလှုပ်ချင်တာလဲ PR စနစ်တွေဆိုတာလည်းအတန်တွေထွက်နေတယ် ဆိုတော့ဒီလိုအခြေအနေတွေနောက်တစ်ခါခုနတိုင်းရင်းသားပြဿနာတွေအဲခုနပြောတဲ့ဒီဘာသာရေးပြဿနာမျိုးလေးတွေဒါလေးတွေအားလုံးဟာကျွန်တော်တို့မြင်ကျင်တာကျွန်တော်မြင်စေချင်တာမြင်ကျင်တာကတော့တိုင်းပြည်ရဲ့အပြောင်းအလဲကိုလောက်ကြတော့မယ်ဆိုရင်ကျွန်တော်တို့ဒီစိတ်ခံစားမှုတွေနဲ့အလုံးမလုံးစေချင်ဘူးညင်ညင်တာတာအကူအပြောင်းကိုလုပ်တယ်ဆိုတော့အဖွဲ့အစည်းတစ်ခုကလည်းလုံးလို့မရဘူးဗျာ ကျွန်တော်တို့တက်မတော်ကလည်းတက်မတော်တခုတည်းနဲ့လည်းလှုပ်လို့မရဘူးအစိုးရဖွဲ့စည်းတခုတည်းနဲ့လည်းလှုပ်လို့မရဘူးပါတီတခုတည်းနဲ့လည်းလှုပ်လို့မရဘူးနိုင်ငံသားတွေအားလုံးဟာတိုင်းပြည်အတွက်ဆိုတဲ့စိတ်ကိုကျွန်တော်တို့အားလုံးရင်ထဲမှာကိန်းအောင်ဖို့လိုတယ်အဲ့ဒီ mindset တွေကျွန်တော်တို့စီမှာအပြေအဝရှိလာပြီဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်အပြောင်းလဲခေါင်းကိုကျွန်တော်တို့စနိုင်ပြီအဲ့တော့ခုနပြောသလိုနောက်ဖြစ်လာမယ့်အနေအထားဆိုတာနိုင်ငံရေးမှာကြိုပြီးတော့မှန်းဆရတော့ခက်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်မြင်နေတာတော့ကျွန်တော်တို့ဒီပုံစံနေနဲ့ကတော့တိတ်တော့မဖြစ်စေချင်ဘူး မဖြစ်စေခြင်းဘူးတိုင်းပြည်အပြောင်းလဲကိုညင်ညင်သာသာနဲ့ကူးပြောင်းနိုင်တဲ့အလားအလာကောင်းတွေကိုကျွန်တော်တို့ဖြစ်စေခြင်းတယ်ဒါကြောင့်ပြည်သူလူထုကိုယ်တိုင်ကလည်းပြည်သူလူထုကတည်ပြီးသားဗျပြည်သူလူထုကနိုင်ငံရေးအတွေ့အကြုံတွေအများကြီးရင့်ကျက်ထားပြီးပြီအဲ့တော့ပြည်သူလူထုကဘယ်ချိန်မှဘာလုပ်ရမယ်ဆိုတာတို့နားလဲပါတယ်ပြည်သူလူထုကအဆုံးဖြတ်ပေးပါလိမ့်မယ်ဟုတ်ကဲ့ကိုယ်တိတ်ဆွေတူးချင်းရဲ့2015နဲ့ပတ်သက်လို့ဘယ်လိုစဉ်းစားထားလဲ 2025အတွက်ကတော့ကျွန်တော်တို့ကတော့ဒါကျွန်တော်တို့ကိုဟိုတာဝန်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့အခုတည်းကလည်းကျွန်တော်တို့ပြင်ဆင်ပါတယ်ကျွန်တော်တို့တာဝန်ပေးမှာမဟုတ်ဘူးကျွန်တော်တို့ဒီနေရာမှာလှုပ်တော့ကိုယ်စားလှယ်တယောက်ပြဆက်ပြီးတော့တာဝန်မယူပါလဲကျန်တဲ့သူတွေလုံနိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေပါတယ်2025မှာလောက်ရမှာအခုအဓိကတော့ကျွန်တော်တို့ကလူဒုနဲ့ကျွန်တော်တို့မကင်းကွာဘူးလူဒုနဲ့ကင်းကွာတဲ့တနေ့ကတော့ကျွန်တော်တို့ကြာဆုံးပါပဲပါတီလည်းကြာဆုံးပါပဲအဲ့ဒီတော့ကျွန်တော်တို့လူဒုနဲ့မကင်းကွာဘူးလူဒုရဲ့လိုအပ်ချက်တွေပါလဲလူဒုနဲ့အတူတူရက်တည်ပေးမယ်ပြီးရင်လူဒုရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးမယ် ဒါအရေးကြီးဆုံးပါအဲ့တော့ကျွန်တော်တို့ကတော့တတ်နိုင်သမျှဂျေးလက် data တွေအထိအရောက်ဆင်းနေဂျေးလက် data မှာရှိနေတဲ့လူမှုပြဿနာကိုကျွန်တော်တို့ကျွန်တော်တို့လုံနိုင်တဲ့လောက်နဲ့ကျွန်တော်တို့ဝိုင်းပြီးဆောင်ရပေးတယ်အဲ့တော့တချို့နေရာတွေမှာတော့တကယ်တမ်းပြောရရင်တော့အဲ့ဒီလိုလုတ်ကင်ဆောင်ရဖို့ဆိုတာကအာနာရန်တရားအရေးကြီးပါတယ်ကျွန်တော်တို့ကအာနာမရှိဘူးလေနောက်တစ်ခုလုတ်ပိုင်ခွင့်အာနာမရှိတဲ့အတွက်လုတ်ပိုင်ခွင့်မရှိဘူးလုတ်ပိုင်ခွင့်မရှိတော့ကျွန်တော်တို့စိတ်သွားတိုင်းကိုမပါဘူးကျွန်တော်တို့ပြည်သူလူထုကိုလုတ်ပေးချင်တာတွေအများကြီးပဲလုတ်ချင်တာတွေဆန္ဒတွေအများကြီးပဲဒါပေမဲ့တကယ်တကယ်မှာလက်တွေ့ကြကြ ကြတော့ကျွန်တော်တို့မှာခက်ခဲအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ခုနပြောသလိုတချို့ပြဿနာတွေကိုတော့ဒေတာပြဿနာတွေပေါ်လာရင်အဲကိုယ်တိုင်ကျွန်တော်တို့ကမကထလုတ်ပြီးတော့ငွေကြေးလေးတွေစုတယ်ပြီးတဲ့အခါမှာလိုအပ်တဲ့နေရာဒေတာတွေကိုဝိုင်းပြီးပံ့ပိုးပြီးရအခုတော့ပညာရေးပေါ့လေတချို့နေရာတွေဆိုမှဆိုအခက်ခဲတွေအများကြီးရှိတယ်ကျောင်းလေးတွေဒီကျောင်းလေးတွေကဟိုတရွာနဲ့တရွာသွားဖို့၃နာရီလောက်ကြာတယ်ဘွက်သေးရှင်နေမှာအဲ့တော့တို့မသွားနိုင်ဘူးအဲ့တော့ဘာလို့ ਆ လဲဆိုတော့မိဘတွေကလည်းဒီကလေးတွေရဲ့ပညာရေးအတွက်စိုးရင်တော့တို့ကတို့ကိုယ်တို့ကိုယ်တိုင်အကြောင်းလေးလုပ်နေတယ် အဲ့ဒီကိုလူကိုယ်တာကြောင်းလေးကလည်းဒီကရမ်းပြောရင်လေးဘက်ကိုတာလပတ်လေးပတ်ပြီးတော့ဒဏီမိုးထင်ရကားလေးမလုံးမလဲနဲ့ကလေးတွေကမိုးရေထဲမှာစာတင်နေကြရတယ်ဒီပြဿနာတွေဆရာတွေငားတဲ့ငွေကြေးခက်ခဲတွေအဲ့ဒါတွေကိုတော့ကျွန်တော်တို့တတ်နိုင်သလောက်ဝိုင်းပြီးတော့ဖြည့်ရှင်းပေးနေပါတယ်ဆရာငားတဲ့ဟာတွေကိုကျွန်တော်တို့စုပြီးတော့စိုက်ပြီးတော့ပေးတာလေးတွေပေါ့ဒါမျိုးလေးတော့လုတ်ပေးနေတယ်ဒါပေမဲ့ဒါတွေကတကယ်လက်တွေ့ကျကျစဉ်းစားရင်တတိုင်းပြည်လုံးကြီးရဲ့ပြဿနာနဲ့ခြုံစဉ်းစားရင်ဒါတွေကအမဟုတ်သေးဘူးလေ ျွန်တော်အဲ့တော့ပညာရေးကိုတကယ်တမ်းကျွန်တော်တို့မြှင့်တင်တော့မယ်ဆိုရင်ဘတ်ဂျက်သုံးစရိတ်တွေတိုးသုံးရမယ်ပညာရေးသုံးစရိတ်တွေကျောင်းဆရာဆရာမတွေကိုဟိုခုနပြောသလိုဟိုတိုးမြင့်ပြီးခန့်ပေးရမယ်လူကြီးတိုးမြင့်ခန့်ပေးရမယ်ကျောင်းသားနဲ့ဆရာချိုးညီအောင်လုပ်ရမယ်ဒီအပြင်အဲဒီကျွန်တော်တို့ဆရာတွေကိုလည်းဒီတဲ့ပို့ပြီးတော့ကျွန်တော်တို့ teaching method တွေအစားပို့ပြီးတော့ကျွမ်းကျင်အောင် နောက်ဒီလက်လန်းမီအောင်လို့ကျွန်တော်တို့လုတ်ပေးတင်တယ်ပြခုနကကိုသိန်းစေပြောတယ်ကိုလုတ်နိုင်မှုဆိုအာနာလူတာဟုတ်ဒါပေမဲ့ခုနကကျွန်တော်တို့တွေ့ရတော့မြို့သားဒီမိုစီဖွဲ့ချုပ်မှာတိကခေါင်းဆောင်မှုကဒေါန်ဆန်းစုကြည်လို့ဖြစ်နေတယ်ငွေကမှလည်းဒေါန်ဆန်းစုကြည်ကိုပဲအဓိကမြင်နေတယ်ဟုတ်ကဲ့ခင်ဗျမြို့သားဒီမိုစီဖွဲ့ချုပ်မှာကောတကယ်တမ်းဒေါန်ဆန်းစုကြည်လည်းနောက်ထပ်9နှစ်လောက်ဆိုရှင်အသက်တော်ကြီးပြီအခုလိုသွားလာလှုပ်ရှားမှုခက်ပါတယ်အဲ့တော့ဒုတိယ line ခေါင်းဆောင်အနေနဲ့ကောအခုအနေနဲ့ခုနေထားမှာစဉ်းစားမိပြီလားကိုသိန်းစွေရဲ့အမြင်အရဘယ်လိုရှိပါလဲ အဲအဲ့ဒါနဲ့ပတ်သက်လို့တော့အန်တီကတော့တောက်လျှောက်ကျွန်တော်တို့ပါတီစပြီးတော့ထူထောင်ကတဲ့ကတော့လူငယ်ကိုတော့သူအမြဲတမ်းစနစ်တကျသူအလေးနဲ့ထားတယ်ဗျခေါင်းဆောင်ကလေကျွန်တော်တို့ခေါင်းဆောင်အနေနဲ့ကအလေးနဲ့ထားတယ်ပြင်လဲပြင်ဆင်တယ်ဒါပေမဲ့ခက်တာကရှေ့ပိုင်းကာလာတွေမှာတမင်မွေးရင်ကြာဆိုင်ပေါ့ အလုတ်လုတ်ရင်းနဲ့ခုနပြောသူထောင်ကြတဲ့သူအထဲရောက်သွားတဲ့လူအထဲထဲမှာနေအချိန်ကုန်သွားနောက်လွတ်ဆင်သွားတဲ့နိုင်ငံခြားတိုင်းပြည်တွေအသီးသီးကိုရောက်သွားတယ်အဲ့ပုံကိုယ်တွေဆိုလဲအခုဆိုရင်ကျွန်တော်တို့ကြားနေရသူပညာတတ်ပုံကိုယ်တွေလည်းအများကြီးပါပဲအဲ့ဒီလူတွေပြန်လာနိုင်ဖို့ကိုလည်းကျွန်တော်တို့ကြိုးစားရလိမ့်မယ်ထင်တယ်အဲ့ဒီလူတွေကအမှန်တန်တန်ဖိုးရှိတဲ့လူတွေပါဘာပြောသူတို့တင်ထားတဲ့ပညာရက်တွေသူတို့ပြန်လာနိုင်တဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ကခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့အာမခံချက်တွေပေးပြီးတော့ပြန်ပြီးတော့ခေါ်တင်တယ်ဒါတိုင်းပြည်အတွက်လေကျွန်တော်တို့အလကားကျွန်တော်တို့အလက်သက်ဖြစ်သွားမဲ့အဲ့ ပြဿနာတွေဒါတွေကိုကျွန်တော်တို့ပြန်ပြီးကျွန်တော်တို့ရင်ခွင်နဲ့ပြန်ပို့ရလိမ့်မယ်ဒါအရေးကြီးပါတယ်ပါတီတဲမှာကဒုတိယလမ်းလိုင်းထားဖို့ခေါင်းဆောင်မှုအနေနဲ့ဟောကိုသိန်းစီဘယ်လိုယူဆလဲအဲအဲ့ဒီအတွက်တော့ဒေါန်ဆန်းစုကြည်ပြင်ဆင်နေပါတယ်စူးစမ်းနေပါတယ်အတတ်နိုင်ဆုံးအဲကျွန်တော်တို့လည်းဒီပုံမှာတော့ နောက်မျိုးဆက်တွေကိုလည်းလက်ဆင့်ကမ်းနိုင်ဖို့အတွက်အခုတည်းကတော့စပြီးတော့ကျွန်တော်တို့တင်နန်းနေပေးတယ်လူငယ်ဆွမ်းရည်မြင့်တင်နန်းလေးတွေလုပ်တယ်အဲနောက်တစ်ခါဒီကျွန်တော်တို့ဆဖတ်အားကောင်းအောင်လို့လက်လန်းမီတော့ဆောက်စရန်တွေကိုကျွန်တော်တို့ဆိုမိုဘိုင်းဆက်ကြည့်တိုက်လေးတွေလုပ်ပေးတယ်ရွာတွေအထိပေါ့နော်ဒါပေမဲ့ဒီလောက်နဲ့တော့ကျွန်တော်တို့မပြည့်စုံသေးဘူးပေါ့လှုပ်ချင်တာတွေကတော့အများကြီးပါဒါပေမဲ့ကျွန်တော်တို့ရှိနေတဲ့အဲအားနဲ့ကျွန်တော်တို့ဝင်တုပ်ဝင်ဖို့ထမ်းနေရတာ哦အဲ့တော့ကျွန်တော်မြင်ပါတယ်အခက်ခဲတော့နည်းနည်းရှိပါသေးတယ်အဲ့ဒီအတွက်လည်းထိုက်တင်တဲ့လောက်အားထုတ်နေပါတယ်စူးစမ်းနေပါတယ် ကုသိုလ်စီ view လာပြီးဖြစ်ချားပြီးတော့ကျေးဇူးအများကြီးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလည်းကျွန်တော်ပြောခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ view အရှအစီအစဉ်ကဘာဘလောကသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ထိတ်တန်းသတင်းတွေရေးပါသူတွေအကြောင်းအားလုံးကိုပို့ပြီးနားလည်လာစီဖို့အားလုံးနဲ့ဆက်ဆက်နေတဲ့သတင်းတွေကဘာစက်ခုံကြီးပေါ်ကအထင်ရှားဆုံးဂီတနဲ့လူပညာရှင်တွေဟောလိဝုဒ်နဲ့ရုပ်ရှင်ပိတ်ကားနောက်ွယ်ကသတင်းတွေဘဝတုဒ္ဒရတွေကိုကဘာကြီးနဲ့မိတ်ဆက်ပေးပါစီ အမေရိကန်ပြည်သူတွေရဲ့အကြောင်းပို့သိဖို့သူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဘာသာစကားကဘာကြီးနဲ့ဆက်ဆက်ပေးနေတဲ့ Fury Asia အစီအစဉ်မန္တလေးကခုတော့ဒီအပတ်စဉ်တက်ဆက်နေကြအစီအစဉ်တစ်ခုအလှည့်ပေးကြအောင်လားဗျာ။ကောင်းပါပြီရှင်။အနုပညာရှင်တွေပါဝင်နိုင်ငံတကာကထင်ပေါ်ကြော်ကြားသူတွေရဲ့သတင်းတူတူထွက်ထွားတွေကိုပြပြနေတဲ့တက်တန်အောင်သတင်းလောအစီအစဉ်လှည့်ကြပါပြီရှင်။မန်အေးတနာကျော်ကတင်ဆက်ထားပါရရှင်။ ။မန္တလေးမြို့တော်မှာစက်တင်ဘာလ10ရက်နေ့အင်္ဂါနေ့ကတော့မိုးရေတဲတဲမဲမဲရွာနေတဲ့ကြားကပဲအစိုးရမလေးရီဟာနာကိုဆွဲလဲနဲ့သူ့ရဲ့ပရိသတ်တွေသူ့ကိုခဏတွေ့ရဖို့မိုးရေရေထဲမှာလာပြီးတော့စောင့်နေခဲ့ကြပါတယ်။ River Island Fashion Away ထဲဆိုင်တွေသူ့ထွင်ပေးထားတဲ့ဒီဇိုင်းတွေစတင်မိတ်ဆက်ရောင်းချတဲ့အခမ်းအနားကိုရီဟာနာက လာပြီးတော့တက်သွားခဲ့တာပါ။ New York Fashion သတင်းပတ်ကိုလည်းတွားခဲ့တဲ့ Rihanna က London Fashion သတင်းပတ်မစခင်မှာ London မြို့တော်ကိုကြိုးပြီးရောက်သွားခဲ့တာဖြစ်ပါတယ်။ အသက်25နှစ်အရွယ်ဆိုတော့ရီဟာနာဟာလန်ဒန်မြို့တော်အောက်ရှော့လမ်းမပေါ်က River Island ဆိုင်ထဲမှာဝင်ခင်ဆိုင်ပြင်မှာဓာတ်ပုံစရာတွေသူ့ကိုစောင့်ကြိုအားပေးနေတဲ့ပရိသတ်တွေအတွက်ခဏလေးဟန်ပြပေးခဲ့ပါတယ်အဲ River Island ဆိုင်မှာ Rihanna အပြင်နောက်ထပ်ရောက်လာတဲ့နာမည်ကြီးကတော့ Model Cara Delevingne ဖြစ်ပါတယ် ကာရာကရီဟာနာရဲ့အင်ဂျီတွေကိုအားပေးပြီးတော့ရီဟာနာဒီဇိုင်းထွင်တဲ့အင်ဂျီနဲ့ဓာတ်ပုံတော်မှာမဂ္ဇင်းမှာဖော်ပြခံရမှုပါတယ်ရှင်။ဒီလိုညပိ you know, ုင်းမှာသူ့ရဲ့အင်ကြီးစတင်ရောင်းချတဲ့အခမ်းအနားကိုတွားတက်ခဲ့တဲ့ရီယာနာကနောက်ပိုင်းမှာတော့အဲ့ဒီပွဲအထိမ်းမှတ်ပါတီပေးခဲ့တာကိုကံကောင်းတဲ့သူ့ရဲ့ပရိသတ်တချို့ပါဝင်ပြီးတော့ဆင်နွှဲခွင့်ရခဲ့ပါတယ်။ပါတီပေးတဲ့ရီဟာနာကနှက်ခမ်းနေပြပြ အမဲဖြူတောင်းဖွဲ့ဂျက်ကက်တို့နဲ့ River Island ဆိုင်မှာရောင်းချပေးမဲ့သူ့ရဲ့အင်ကြီးဒီဇိုင်းတွေကိုဝတ်ပြီးတော့ကြွားခဲ့တာပါဒီလိုသူဒီဇိုင်းထွင်တဲ့အဝတ်ထည်တွေကိုဒီဆိုင်မှာရောင်းချတာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ် I was calling River Island like when can I have my stuff I wanted to wear it so badly this is my favorite collection that I designed with River Island so far so Rihanna ကသူ့ရဲ့အင်ကြီးတွေကိုစက်ရုံကချုပ်ပြီးတော့ဘယ်တော့ရောင်းမှလဲဆိုပြီးတစ်ချိန်လုံးမဲ River Island ကိုဖုန်းဆက်ပြီးတော့မင်းနေရတယ် အရန်ကိုဝတ်ကြည့်နေပြီလို့ပြောသွားပါတယ် I designed it for from myself as well I wanted it to be ဒီတစ်ခါဖုန်းလိုက်တဲ့ဒီဇိုင်းတွေကိုအရင်တစ်ခါကထပ်ပို့ပြီးတော့ကြိုက်ပါတယ်တဲ့စိုင်းမော်တင်ရောင်းတဲ့ထီတော်မှာအဆောက်မနေခြင်းလေကျမကိုယ်တိုင်တကယ်ဝတ်ချင်တဲ့ဒီဇိုင်းမျိုးကိုပဲဖန်တီးခဲ့တာပါလို့ရီဟာနာကပြောပါတယ်လန်ဒန်အောက်ဆော့လမ်းမပေါ်က River Island ရဲ့ပင်မဆိုင်ကြီးထဲမှာဖိတ်ကြားခံရတဲ့သူတွေသူထွင်းတဲ့အင်ဂျင်ဒီဇိုင်းတွေကိုဝတ်ကြည့်လို့ရတာပါ။ ရီဟာနာကအဝတ်ဆိုင်တွေကအဝတ်လဲကမ်းမှာစောင့်ပေးရတဲ့ဝန်ထမ်းနေရာမှာဝင်ပြီးတော့အင်ဂျီဝတ်ကြီးရဲ့သူတွေကိုကူညီပေးနေတာပါရီဟာနာကသူ့ရဲ့အဝတ်ထည်ဒီဇိုင်းတွေကိုအမြဲတမ်းမဟာမချင်းဝတ်သွားလို့ရအောင်လို့ဖက်ရှင်ရာသီကုန်နာနဲ့ဒိတ်အောက်သွားတာမျိုးမဖြစ်အောင်ထွင်ထားတယ်လို့ပြောပါတယ် um there's several pieces actually to match because i wanted to make ကြိုက်တဲ့တွဲဝင်အစဉ်ပြေအောင်ပုံစံမျိုးစုံဖန်တီးပေးထားတာပါလေစိတ်ကြိုက်တွဲဖက်ဝတ်ဆင်ပြီးတော့ကိုဝိုင်ဟန်ဖြစ်အောင်ပြင်ဆင်လို့ရတဲ့အဝိထေဒီဇိုင်းတွေပါလို့ပြောသွားပါတယ်ပါတီပွဲမှာရီဟာနာရောမော်ဒယ်ကာရာရောသူ့ရဲ့ပရိသတ်တွေရောကော့တေးလ်တီးဆောင်အရက်တွေတောက်ပြီးတော့ပြောခဲ့ကြပါတယ်ရီဟာနာရဲ့ဆောင်းနဲ့ဆောင်းရာသီဝတ်ဆောင်တွေကိုစက်တင်ဘာလ12ရက်နေ့ကစပြီးတော့ River Island ဆိုင်မှာရောင်းချပေးနေပါပြီရှင်။ American fashion designer Tommy Hilfiger ကသူ့ရဲ့ຫນွေဦးနဲ့နေရာဒီ2014ဖန်တီးမှုတွေနဲ့အဆုံးမဲ့ຫນွေရာတွေကိုတနင်္လာနေ့စက်တင်ဘာ9ရက်နေ့ကပဲဆင်းရဲခဲ့ပါတယ်။ MBFW လို့အတူကောက်ခေါ်တဲ့ New York မြို့က Mercedes-Benz fashion သတင်းပတ်အတွင်းမှာ fashion ပွဲတွေကျင်းပနေတဲ့ပင်မနေရာမဟုတ်ဘဲနဲ့နောက်ထပ်နေရာတစ်ခုမှာသူ့ရဲ့ရိုးပွဲကိုကျင်းပခဲ့တာပါ။ ကယ်လီဖိုးနီးယားနေသားသားကန်းစီရဲ့အငွေ့အသက်တွေထင်အပ်စေအောင်လို့သူ့ရဲ့အဝတ်ထည်တစ်စိမ့်ရဲ့စတိုင်ကိုမပြတ်မကွက်ထိန်းသိမ်းထားပြီးတော့ catwalk fashion လမ်းမကိုလည်းဖလေကန်းစီတဲတောင်ပြင်းလို့ဖန်တီးထားတဲ့နေရာမှာလုပ်ပေးထားတာပါ။လာမယ့်2014ຫນွေဥပောက် fashion အတွက်အမတန်မားကိုကြိုတင်ပြင်ဆင်တတ်တဲ့ Mr. Hilfiger ကအမေရိကန်နောက်ဖက်ကန်းစီကအလောက်လောက်ရှာရှာရှိတဲ့လူနေမှုဘဝပုံစံနဲ့အကိုက်ဒီဇိုင်းတွေဖန်တီးထားတာတွေ့ရပါတယ်။ ရေလွာရှောစီဆာဖင်းစကိတ်စီဒီလိုမျိုးတွေနဲ့ကစားခုံစားကိုနှစ်သက်သူတွေရဲ့ဘဝပုံစံကျမရေကိုလိုက်စားတဲ့ဘဝပုံစံတွေကိုသူ့ရဲ့ဒီဇိုင်းတွေမှာဖော်ကျူးထားတယ်လို့ပြောထားပါတယ်ခစ်တဲ့အမျိုးသမီးတဦးရဲ့လူနေမှုပုံစံနဲ့ကိုက်ညီအောင်ဖန်တီးထားတာပါလို့လည်းဆိုပါတယ် Well the inspiration for the collection is about all about the west coast It's about California lifestyle it's about surfing skating အရောင်းတွေကတော့အရောင်းတောက်တောက်ရင်းရင်းကအစား နေစားထားတဲ့ဖွင့်ပက်ဖြောဖြောရောင်အဆုံးပါဝင်ပါတယ်။အဲ့ဒီဖက်ရှင်ရာသီအတွက်သူ့အကြိုက်ဆုံးပိတ်သားကတော့ Neo Green လို့ခေါ်တဲ့အားကစားဝတ်စုံအပေါ်ထဲဝတ်စုံတွေချုပ်တဲ့ဆွဲသားတစ်မျိုးပဲဖြစ်ပြီးတော့သူကအဲ့ဒီပိတ်သားနဲ့သူ့ရဲ့ဒီရာသီအတွက်ဖန်တီးမှုတစ်စုံလုံးကိုချုပ်ထားတာပါ။ Mercedes-Benz Fashion သတင်းဘက်ကို September 12ရက်နေ့ထိကျင်းပပြီးတော့ Fashion Designer တရားကျော်ပါဝင်ပြသခဲ့ပါတယ်ရှင်။ဒီသတင်းပတ်အတွက် TV Magazine စီစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ။ VOE TV စီစဉ်တွေကိုနေ့စဉ်မနက်9:00နာရီတိုင်းမှာစီစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်စီစဉ်သစ်မပြောင်းခင်ထိချိန်ချိန်ထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင် VOE TV မဂ္ဂဇင်းစီစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေရှင်